မင်္ဂလာပါရှင်မူပြဲမြုံမှာစစ်ကောင်စီရဲ့ထိုးစစ်မအောင်မြင်ပဲအထစ်နာပြီးပြန်ဆုတ်ခွာသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနီနယ်ဆက်မူပြဲမြုံကိုစစ်ကောင်စီကအင်အားအလုံးအရင်းနဲ့မလာ24ရက်နေ့မှာရှစ်တန်းကကင်းတွေကိုထိုးစစ်ဆင်ခက်ပင်မဲ့အထစ်နာပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ကရင်အမျိုးသားများကကွယ်ရေးတပ် KNDF ဟိုကထုတ်ပြန်ထားပါတယ် စကောင်စီဟာမူပြဲအခြေဆိုင်ခမရလင်းနေတဲ့တက်ကနေမြို့ထဲကိုဝင်ရောက်နိုင်ဖို့အတွက်အင်အားအများအပြားနဲ့မကြာခဏဆိုသလိုထိုးစစ်ဆင်နေတယ်လို့ကန်ဒီအကဆိုပါတယ်အလိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုကရီနီတော်လန်ရေးတပ်ပေါင်းစုအနေနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကတိုက်ခိုက်သေးဆုံးမှုအများအပြားရှိခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒါအပြင်စစ်ကောင်စီတပ်ကခမရလင်းနေတဲ့တပ်သွင်းကိုလည်း ပိုအိုပီတုစေပီအန်အိုအဖွဲ့နဲ့ပူးပေါင်းပြီးအင်အားအများအပြားဖြစ်သိမ်းနေတယ်လို့သတင်းရရှိထားကြောင်း ရှမ်းတောင်ပြူဟာတစ်ကထုတ်ပြန်ထားပါတယ်စကောင်စီရဲ့မတရားစစ်မှုထမ်းဥပဒေကြောင့်တပ်သားတစ်ဆုဆောင်ခံထားရတဲ့စစ်မှုထမ်းတပ်သားတွေဟာလည်းခမာယာလင်းနေတဲ့တပ်ကနေအလင်းဝင်ရောက်ဖို့ပုံမှုဆက်တွယ်လာကြတယ်လို့ဆိုထားပါတယ်စကောင်စီဟာမိုးပြဲမြုံလင်းနေတဲ့တပ်ကနေလက်နက်ကြီးတွေ ဒရုန်းတွေမီးလောင်ပုံးတွေနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်မလာအတွင်းမြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်30ထပ်မင်းမီးလောင်ပျက်စီးခဲ့တယ်လို့လဲရှမ်းတောင်ပြည်ဟာတစ်ကထုတ်ပြန်ထားပါတယ်ရှင်ပီကရဲမလာ15ရက်နေ့ကလည်းမိုးပြဲတိုက်ပွဲအတွင်းစစ်ကောင်စီ15ဦးထပ်မံတေဆုံးပြီးတနက်ကိုလည်းရရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။